ထိုင်းမှာနေ့လယ်တနာရီကနေညနေ9နာရီကန့်သက်ချိန်အတွင်းအများနဲ့သက်ဆိုင်တဲ့နေရာတွေမှာအရက်တောင်ရင်အေးအေးယူမဲ့ဥပဒေသစ်ကိုတည်ထားဆင်ခြင်ချဖို့အလို့သမားကြီးလှုပ်ရှားသူတွေကတတိပေးပါတယ်ဆွဲသည့်တင်ပြပို့ထားပါတယ်ရှင်ထိုင်းနိုင်ငံမှာအရက်သေးစာထင်းချုပ်ရေးဆိုင်ရာဥပဒေသစ်အရနွေဘာလ10ရက်နေ့ကစလို့အများနဲ့သက်ဆိုင်တဲ့နေရာတွေမှာခွင့်ပြုချက်မဟုတ်ဘဲအရက်ဘီယာတာသုံးမှာကဒဏ်ငွေဆောင်ရမယ်လို့သိရပါတယ် အထူးသဖြင့်ထိုင်းကဈေးဝယ်စင်တာတွေရက်ွက်ဈေးဆိုင်တွေနဲ့7-11အယောင်းဆိုင်တွေမှာအရက်ပြာရောင်းချတာကိုနေ့လယ်၂နာရီကနေညနေ၅နာရီအတွင်းကန့်သက်ထားပြီးဒီဥပဒေက1982ခုနှစ်ကလေးကရှိခဲ့တာပါဥပဒေတေရကန့်သက်ချိန်တွင်အရက်ရောင်းဝယ်တာအပြင်အများနဲ့သက်ဆိုင်တဲ့နေရာတွေမှာတောက်သုံးတာကိုပါကန့်သက်လိုက်ပါတယ်အရင်တော့ကတော့တောက်သုံးသူကိုပဲအရေးယူတာကိုကတောက်သုံးသူရောဆောင်ရှင်ရောအရေးယူမယ်ပတ်တထောင်အထိတန်ငွေဆောင်ရမှာဖြစ်တယ်နောက် အဲ့ရမကတောက်300တယ်မဟုတ်ဘူးဆော်ရက်ဆာတန်းနေစစ်ဆေးတာအဲ့နောက်ခန္ဓာကိုယ်အစိပ်ပိုင်းကိုနောက်သူစပိတ်ဆိုစပိတ်ဆိုင်ကယ်ဆိုဆိုင်ကယ်အဲ့လိုစစ်ဆေးရနေမလို့လားဆိုပြန်နဲ့နှစ်မှုသုံးမှုအမှုတွေစင်ပွားတက်သွားမှာဖြစ်တဲ့အတွက်ကိုကြိုက်တက်လို့တောက်ရင် ကို့အိမ်တန်းရတိုက်တန်းရမြမာတန်းရဒီမှာပဲတူတူတိတ်တိတ်လေးတောက်ပါအပြင်မှာ ထွက်ပြီးတော့လမ်းသလားမယ်အပေါင်းသင်းနေနဲ့ဟေးလားအလားလုံးမယ်လို့လုံးဝလုံးဝစိတ်မကူးပါနဲ့ပတ်တောင်းဆိုတာအမတန်ဟိုမရှိတဲ့လူဖို့ အလုပ်ပုံမှန်မရှိတဲ့လူဖို့ရှားကြံရတာခက်ပါတယ်။နောက်ကျောင်းမှာရှိတဲ့မိသားစုတွေကိုဟိုရှားဒီရှားနဲ့မျက်ကလေးဆံပြဖြစ်အောင်ဒုက္ခမပေးပါနဲ့လို့အလေးနဲ့မြင့်တရခံပန်ကြားကြပါလေ။ဥပဒေအသစ်မှာခြွင်းကြိုက်နေတဲ့ခွင့်ပြုထားတဲ့နေရာတွေတော့ရှိပြီးဟိုတယ်တွေလိုင်စင်ရပါတွေနဲ့နိုင်ငံတကာလေဆိပ်လိုနေရာတွေမှာတော့အချိန်ကန့်သတ်ထားတာမရှိဘဲအရက်တဲခင်ရောင်းချခွင့်ပေးထားတယ်လို့လည်းဆိုပါရစေ။ဒါအပြင်အရက်ပြာကြော်ညာနဲ့ပတ်သက်တဲ့ဥပဒေကိုတင်းကျပ်ထားပြီး အနုပညာရှင်လူသိထင်ရှားတဲ့ပုံကိုယ်တွေအရက်ကြော်ညာတာမျိုးခွင့်မပြုဘူးလို့လည်းဆိုပါရယ်အခုလိုထိန်ချုပ်ကန့်သတ်လိုက်တာကြောင့် အရက်ရောင်ချတဲ့ဆိုင်တွေမှာလည်းတက်ရောက်မှုရှိလာနိုင်ပါတယ်နိလေဆိုရင်မနက်စတနေကနိလေနနညေတိဝယ်ခွင့်ရှိတယ်အဲ့ချိန်ကြာပဲဝယ်ပြီးတော့ဟိုအကယ်ရဲ့လမ်းပေးဆိုင်မှာထိုင်တောင်းဝင်ဆိုရင်တို့ဖွင့်တဲ့ချိန်ကြာပဲထိုင်တောက်ပါ ตัวหอุปเดกาปีเชีย ปีแค่ยันนี่มาแบบซาซาเท่าทาค่จะตะแกตะแกโจเตียมุเป็นลมยุชิลามเลยรองโจตาเตียวเนาะอันนี้สองตองล่าเนี่ยลีล่าวุนจิมบอกช่วยกันหอมูตันิีกงจะช่วยอายตมาแต่ในกงในกงมูส่ตนปามาหอมเนาะ ลูกแจ็คจิราวันแต่จำเราตัวอัจฉริยในการตาตาบอกอ๋ออาการตัวอันเลวตมาส่วนในหอเกยไอ้ลมยุปียาวเนี่ยปีเศร้าในส่วนในอัตตมาถึงกันเนโจเตียมุชิลี အကဲတချို့တမန်တွေကအရက်တောက်ရမအလုံးလုံးနိုင်တာတော့ပညာပေါ့ထိုင်းဝန်ကြီးချုပ်ကအဲ့ဒီဥပဒေကိုပြန်သုံးသပ်ဖို့အတွက်ကျမရဲ့ဌာနနဲ့ဆွေးနွေးဖို့ပြည်ထောင်ဌာနကိုညွှန်ကြားထားတယ်လို့သိရပါဗျ။ကန့်သတ်ထားတဲ့ဥပဒေဟာထိုင်းနိုင်ငံသားတွေသာမကထိုင်းမှာနေထိုင်ကြတဲ့ရွှေပြောင်းလူသားတွေနိုင်ငံသားအဲ့တဲ့တွေအတွက်ပါအကျုံးဝင်မှာဖြစ်ပါတယ်။ ဒါကြောင့်ထိုင်းရအလုပ်သမားကြီးလှူရှားသူတွေကမြန်မာရွှေပြောင်းလုပ်သားတွေသတိထားဆင်ခြင်ကြဖို့နဲ့ထိုင်းမှာစားသဆိုင်လုပ်ငန်းလုပ်ကင်သူတွေအထူးသတိထားကြဖို့တိုက်တွန်းပြောဆိုနေကြပါတယ်ခင်ဗျာကျွန်တော်ဇွဲသစ်ပါ